ဆန်အနီလိုင်ဘရီမှကြိုဆိုလိုက်ပါရယ်ဗျကျွန်တော်တို့အနေနဲ့ကျွန်တော်တို့ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်တို့ဘက်သတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပေးပြီးတနည်းအားဖြင့်မပတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လို့သူတွေအတွက်အထောက်အကူဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းသာဖြစ်ပါတယ်အဲလိုမျှဝေတဲ့နေရာမှာကျွန်တော်တို့အစီအစဉ်များစွာရှိတဲ့အထက်ကဒီစီစဉ်ကတော့အများစိတ်ဝင်စားကြတဲ့အစီအစဉ်တွေကတခုဖြစ်တဲ့အခြေအနေတခုဖြစ်တဲ့ Russia Ukraine ပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းဖြစ်ပါတယ်ဗျာ ရုရှားယူကရိန်းနေတူပြည်ပကဆိုင်ရာသတင်းများစုစည်းမျှဝေခြင်းအပိုင်း31ဖြစ်ပါတယ်။အခုလက်တလုံးမှာဒီယူကရိန်းကရုရှားရဲ့မဟာဗျူဟာမြောက်လေးနေကိုဘုံကျဲထားတဲ့ကိစ္စနဲ့ဆက်ဆက်တဲ့သတင်းတွေကပို့ပြီးစိတ်ဝင်စားစရာအခြေအနေတွေဖြစ်နေတာကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်ဆက်ဆက်တာတွေကိုအဓိကထားမျှဝေမှာဖြစ်ပါတယ်ဗျ။ဒီနေ့မျှမြတ်အကြောင်းအရာတွေမှာကရုရှားအတွက်ထိနာခဲ့ရတယ်လို့အချက်လဲရစီခဲ့တဲ့မဟာဗျူဟာလေးတဲ့စကန်တွေတိုက်ခိုက်ခံရမှု။အဲ့နောက်မှာတော့ယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးနောက်ဆက်တွဲသတင်းတွေနဲ့ ရုရှားရဲ့လီယင်ဘလောက်တကယ်ပျက်စီးခဲ့တာလဲဆိုတဲ့အခြေအနေပြီးရင်တော့ spider web operation နဲ့တိုက်ခိုက်သွားခဲ့ပုံနဲ့ဒါတကယ်ပဲယူကရိန်းတနိုင်ငံရဲ့အစီအမံလားဆိုတဲ့အကြောင်းအရအဲဒီနောက်မှာယူကရိန်းရဲ့ spider web operation အပြီးဆက်လက်ပြုလုပ်ဖြစ်ခဲ့တဲ့ Istanbul ဆွေးနွေးပွဲနဲ့ရုရှားရဲ့တောင်းဆိုချက်တွေအဲဒီနောက်မှာတော့ယူကရိန်းရဲ့ရုရှားပေါ်အကြီးမားဆုံးထိုးနှက်တိုက်ခိုက်မှုအပြီးလက်တလုံးအခြေအနေတွေနဲ့နောက်ဆုံးမှာကတော့ ယူကရိန်းမိတ်ဖက်နိုင်ငံအချို့ရဲ့ကြိုတင်ပြင်ဆင်မှုတွေအကြောင်းအရာတွေကိုစူးစီးမျှဝေသွားမှာဖြစ်ပါတယ်ဗျပထမဆုံးကတော့ရုရှားတပ်ထိနာခဲ့ရတယ်လို့အချက်လဲရစီခဲ့တဲ့မာဗျူလီဒါစကန်တွေတိုက်ခိုက်ခံရမှုပါရုရှားအတွက်စစ်ရေးအရရောနိုင်ငံရေးအရပါအကြီးအကျယ်အချက်ရစီခဲ့တဲ့ယူကရိန်းဝင်ရောက်တိုက်ခိုက်ခံရမှုအစမှာရုရှားဖက်ဒရေးရှင်းစိုက်ဘီးရီးယားဒေသတွေဖြစ်တဲ့ Movement Iskut Reason ပြည်နယ်တွေမှာရှိနေတယ်ရုရှားမှာပြောလေတက်စခန်းတွေကိုယူကရိန်းတို့က drone တွေအသုံးပြုတိုက်ခိုက်ခဲ့ပြီးအနည်းဆုံး TU-95 ဘုံးကျက်လျင်၃စီးပျက်စီးမိလောင်ခဲ့ရတယ်ဆိုပြီးတော့အရင်ဆုံးသတင်းတွေထွက်ပေါ်လာခဲ့ပါတယ်အဲဒီနောက်မှာတော့ဒီစစ်စင်ရေးနဲ့ပတ်သက်လို့ယူကရိန်းသမ္မတဇလန်စကီကိုယ်တိုင်က drone ပေါင်း၁၁၈အထိအသုံးပြုခဲ့ပြီးတော့ spider web လို့အမည်ပေးထားတဲ့အဲဒီစစ်စင်ရေးဟာကွန်တိန်နာကားတွေအတွင်း drone တွေကိုတိုးဟွက်ပြီးပြင်ဆင်ခဲ့ရတာဖြစ်တယ်လို့ပြောဆိုခဲ့ပါတယ်အဲဒီအပြင် ရုရှားရဲ့မဟာဗျောမယောက်ဘုံကျဲလေရင်တွေရဲ့34ရာခိုင်နှုန်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းထုတ်ပြန်လာခဲ့ပါတယ်။ရုရှားမှာကလက်ရှိအသုံးပြုနေတဲ့ TU95 TU22 TU160 ဆိုတဲ့မဟာဗျောမယောက်ဘုံကျဲလေရင်စုစုပေါင်း120လောက်ရှိပြီးတော့သူကထပ်မံထုတ်လုပ်ခြင်းမရှိဘူးလို့သိထားရပါတယ်။ဒါကြောင့်မလို့ယူကရိန်းအနေနဲ့သူတို့ဖြည့်ဆည်းနိုင်ခဲ့တယ်လို့ယုံကြည်တဲ့လေရင်40ဒဇင်းရှိတာကြောင့်အဲ့ဒီအပေါ်မှာတွက်ချက်ပြီးတော့34ရာခိုင်နှုန်းလို့ပြောတယ်လို့ယူဆရပါတယ်။ ရုရှားကအရင်ကယူကရိန်းကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ဖို့အတွက်ဆိုလို့ရှိရင် TU-95 ဆိုတဲ့ Tupolev 95ပြီးရင် TU-92 စတဲ့ဘုံးကျဲလေယာဉ်တွေကိုအသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။အခုတိုက်ခိုက်ခံရလို့ပျက်စီးရဆိုတဲ့ TU-95, TU-22, TU-160 ဆိုတဲ့မာပြောင်မြောက်ဘုံးကျဲလေယာဉ်တွေကဆက်လက်ထုတ်လုပ်ခြင်းမရှိဘဲတိရတဲ့လောက်ကတော့ Russia Federation မှာက IL-76 Illusion 76မဟာဗျူဟာတေပို့လေယာဉ်တွေကိုအမြင့်ထုတ်လုပ်နေပြီးတော့အခု2025မှာဆိုရင်9ဆင်းထုတ်နိုင်ခဲ့ပြီ2029မှာတော့ တစ်နှစ်ကို12ဆင်းကနေ18ဆင်းအထိတိုးမြင့် ထုတ်လုပ်မယ်လို့ဆိုထားပါတယ်။အဲဒါတော့ယူကရိန်းဆိုရဘက်ကပြောကြားချက်တွေကိုကြည့်ရင်တော့ရုရှားလေဒါစကန်၄ခုမှာဒေါ်လာ9ဘီလီယံတန်ဖိုးရှိတဲ့စစ်လေယာဉ်တွေကိုဖျက်ဆီးနိုင်ခဲ့တယ်ဆိုပြီးတော့ဂျွန်လတည့်ရက်နေ့မှာထုတ်ဖော်ပြောကြားပါတယ်။ SBU လို့ခေါ်တဲ့ယူကရိန်းလုံခြုံရေးဝန်ဆောင်မှုအဖွဲ့ကရုရှားလေယာဉ်၄၀ဒဇင်းကိုဖျက်ဆီးနိုင်ခဲ့တယ်ဖျက်ဆီးနိုင်ခဲ့တယ်လို့ပြောပါတယ်။ မောင်းသူမဲ့လေရင်တွေကိုပို့ဆောင်ရေးကွန်တိန်နာတွေရဲ့မျက်နှာချင်းမှာလှုပ်ဝဲယူခဲ့ပြီးသူတို့ကိုဖြွင့်ထုတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီစစ်စင်ရေးအတွက်ကိုတနစ်ခွဲကြော်ကြာကြိုတင်ပြင်ဆင်ခဲ့တယ်လို့လည်း SVU ကပြောပါတယ်။လူမှုကွန်ရက်ဒီပေါ်မှာတော့ယူကရိန်းကတိုက်ခိုက်ခဲ့တယ်ဆိုတဲ့ရုပ်သံဖိုင်တွေထွက်ပေါ်လာခဲ့ပြီးစစ်စခန်းတွေအနီးကကွန်တိန်နာကားတွေဘောကနေဒရုန်းတွေထွက်ပေါ်ပြီးတိုက်ခိုက်တာကိုပြသထားပါတယ်။ Okay ဒါဆိုလို့ရှိရင်နောက်တစ်ခုကယူကရိန်းရဲ့တိုက်ခိုက်မှုအပြီးနောက်ဆက်တွဲသတင်းတွေနဲ့ရုရှားလေရင် တကယ်ပျက်စီးခဲ့တာဘလောက်လဲဆိုတဲ့အကြောင်းအရာတွေကိုတစ်ချက်လေ့လာကြည့်အောင်ပါ။ရုရှားကဝေဝင်ကြီးဌာနကကြတော့ဒီကိစ္စနဲ့ပတ်သက်ပြီးထုတ်ပြန်ချက်တခုထုတ်ပြန်ပါလေ။အဲဒီမှာယူကရိန်းဆိုရက FPV မောင်းနှမဲ့လေယာဉ်တွေတုံးပြီးတော့ရုရှားနိုင်ငံအတွင်းမှာရှိနေတဲ့ Murman Iskut Ivanova Reason အမှုစတဲ့ဒေသတွေမှာရှိတဲ့စစ်လေယာဉ်ကွင်းတွေကိုဂျွန်လာတကယ်အနေကတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်။ Ivanovan Ryzen နဲ့အမှုဒေတာတွေကတိုက်ခိုက်မှုတွေကိုတွန်းလှန်နိုင်ခဲ့တယ်လို့ဆိုထားပါတယ် ယူကရိန်းနယ်စပ်နဲ့ကီလိုမီတာ၄000မိုင်2000အကွာ2500အကွာမှာရှိနေတယ်။ Irkutsk ဒေသမှာရှိနေတဲ့ Leaders Camp ကတော့တိုက်ခိုက်ခံရပြီးလေရင်တွေပျက်စီးဆုံးရှုံးမှုရှိခဲ့တယ်လို့အတည်ပြုခဲ့ပေမဲ့အသေးစိတ်တွေကိုတော့ဖော်ပြခြင်းမပြုခဲ့ပါဘူး။ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ယူကရိန်းက40ဒစီဖျက်ဆီးနိုင်ခဲ့တယ်လို့ဆိုပြီးကောင်းကင်ဓာတ်ပုံဆိုခဲ့ပေမဲ့ကောင်းကင်ဓာတ်ပုံတွေအရ6စီးတေချာပေါက်ထိခဲ့ပျက်စီးတာကိုတွေးကြရတယ်လို့လည်းလေ့လာသူတွေကဆိုပါတယ်။ တကယ်ပဲ50ဒစီပျက်စီးခဲ့သလားဆိုတာကိုရုရှားဘက်ကတော့အတိအကျဝန်ခံထားတာမရှိသလိုအမေရိကန်ထောက်လိုင်းထံကထုတ်ပြန်လာမှုလည်းမတွေ့ရသေးပါဘူး။တေချာတာကတော့မာဗီယာမြောက်လေရင်ကွင်း၅ခုတပြိုင်တည်းတိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။အဲ့ဒီပြင်ယူကရိန်းရဲ့မောင်းနှံမဲ့လေရင်နေနဲ့တိုက်ခိုက်မှုအတွင်းမှာစစ်မှုထမ်းအနေနဲ့အရက်သားတွေထိခိုက်သေးဆုံးမှုမရှိခဲ့ဘူးလို့ Tax သတင်းဌာနကဖော်ပြခဲ့ပြီးတော့ဒီချမ်းပတ်တိုက်ခိုက်မှုမှာပါဝင်ပတ်သက်သူအချို့ဖမ်းဆီးမိထားတယ်လို့လည်းဆိုပါတယ် မူမန်နဲ့ East Coast Data စစ်လေရင်ကွင်းတွေနဲ့အနီးနားနယ်မြေတွေကနေမောင်းသူမဲ့လေရင်တွေပြစ်လွတ်တိုက်ခတ်ခဲ့မှုမှာလေရင်အမြောင်အများမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့တရားဝင်ထုတ်ပြန်ခဲ့ပြီးမီးလောင်မှုတွေကိုတော့နှိမ့်သက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအပြင်ရုရှားလေကြောင်းရန်ကာကွယ်စနစ်ကယူကရိန်းမောင်းသူမဲ့လေရင်28စင်းကိုပစ်ချနိုင်ခဲ့တယ်လို့လည်းရုရှားကာကွယ်ဝန်ကြီးဌာနကကြေညာပါတယ်။ဒီပင့်ကွင်စစ်စင်ရေးလို့ခေါ်တဲ့ Spider Web Operation ကိုဇလန်စကီကိုယ်တိုင်ဦးဆောင်ပြီးတော့ ယူကရိန်းထောက်လှမ်ရေးကအနီးကကြီးကြပ်သွားတာလို့ဆိုကြပြီးတမိုင်းတစ်ခုဖြစ်တဲ့အထိအောင်မြင်ခဲ့တဲ့အတွက် SSS ထောက်လှမ်ရေးအကြီးကဲဗာဆီလ်မာလီယက်ကိုဇလန်စကီကိုယ်တိုင်ကလက်ဆွဲနှုတ်ဆက်ဂုဏ်ပြုခဲ့တယ်လို့သိရပါတယ်။တိုက်ခိုက်ခံမှုအပြီးမှာအမေရိကန်သမ္မတထရန့်ကတော့ရုရှားရဲ့မာဗီယာဘုံကျဲလေယာဉ်တွေကိုတိုက်ခိုက်မယ်ဆိုတဲ့အကြောင်းဇလန်စကီကသူတို့ကိုအသိမပေးခဲ့ဘူးလို့ဆိုထားပါတယ်။ပူတင်ကတော့ဒီတိုက်ခိုက်ခံရမှုအပြီးမှာယူကရိန်းရဲ့ဒီနေ့တိုက်ခိုက်မှုအရဆိုရင်ဒါဟာ တေလန်းကိုသူတို့ကိုယ်တိုင်လက်မှတ်ရေးထိုးရွေးချယ်တာဖြစ်တယ်။အနည်းအောင်မြင်းဆိုတာမရှိတော့ဘူးဒီလိုရအတွက်သူတို့နောင်တရကြရရလိမ့်မယ်လို့ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ရုရှားရဲ့ထုတ်ပြန်ချက်မှာမောင်းသူမဲ့လီရင်ပြစ်လွတ်တဲ့ထရက်ကာတစ်စင်းကိုယင်မောင်းပါဝင်ပါဝင်ပတ်သက်သူတွေနဲ့ဖမ်းမိခဲ့တယ်လို့ပြောထားခဲ့ပြီးတော့ဆလန်စကီးကတော့စစ်စင်ရေးမှာပါဝင်သူတွေကိုရုရှားနယ်မြေအတွင်းကအချိန်မီပြန်ကယ်ထုတ်နိုင်ခဲ့တယ်လို့ဆိုထားပါတယ်။ဒီစစ်စင်ရေးနဲ့ပတ်သက်လို့ဇလန်စကီးက ရုရှားရဲ့ကမ္ဘာကျော်ထောက်လိုင်းအဖွဲ့ဖြစ်တဲ့ FSB ရဲ့ဌာနချုပ်အနီးမှာပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ပြောကြားလာခဲ့ပါတယ်။ဒါဟာစစ်စင်ရေးဧရိယာကို FSB ရဲ့ဌာနချုပ်အနီးပြုလုပ်ခဲ့တာကိုညှိညွှန်းတာလား။ဒါမှမဟုတ်ရင်သူတို့ရဲ့ Mobile Command Center ကို FSB နားမှာထားပြီးကုတ်ကဲခဲ့တာလားကတော့ရှင်းရှင်းလင်းလင်းမသိရပါဘူး။အကယ်လို့သာ Mobile Command Center ကို FSB နားမှာထားပြီးကုတ်ကဲခဲ့တာဆိုရင်တော့ရုရှားအတွက်အတော်မခံချိမခံတာဖြစ်စရာအခြေအနေပါ။ အဲ့ဒီမှာပဲရုရှားနိုင်ငံရေးဝန်ကြီးဆာဂီလာရော့ဖ်ကအမေရိကန်နိုင်ငံရေးဝန်ကြီးမာဂိုရူဘီယိုနဲ့တယ်လီဖုန်းဆက်သွယ်ပြောကြားခဲ့ပြီးတော့အမေရိကန်ဘက်ကတရားဝင်ထုတ်ပြန်ချက်တွေမှာတော့တူရကီဆွေးနွေးပွဲအတွက်အမြင့်ချင်းဖလှယ်တာရုရှားနိုင်ငံအနောက်ပိုင်း Brian Snacks ဒေသတွေမှာယထာလန်းချော်မှုဖြစ်ခဲ့တဲ့သတားပြိုကျမှုကြောင့်အရက်သားတွေတည်ဆုံရတာကို Mr. Rubio ကဝန်ထဲကြောင့်ပြောကြားခဲ့တာ Mr. Lavrov ကတာဝန်ရှိသူတွေကစုံစမ်းစစ်ဆေးမှုတွေကိုတရားလုံနေပြီးရလဒ်ကိုမကြခင်ထုတ်ပြန်မှာပြီးပြောခဲ့တယ်လို့ဆိုပါတယ် ရုရှားနိုင်ငံရဲ့ဝန်ကြီးဌာနထုတ်ပြန်ချက်မှာတော့ယူကရိန်းအကြက်အတဲနဲ့ဆက်လျင်းတဲ့အခြေအနေတိုးတက်မှုတွေကိုနှစ်ဖက်ကြားဆွေးနွေးခဲ့ကြောင်းနဲ့ဂျန်နဲ့ချက်လက်တွေကအမေရိကန်ထုတ်ပြန်ချက်တွေနဲ့ထပ်တူပဲဖြစ်ပါတယ်။အမေရိကန်နိုင်ငံရဲ့ဝန်ကြီးဌာနကြေညာချက်မှာနိုင်ငံရဲ့ဝန်ကြီးရူဘီယိုဟာရုရှားရဲ့တောင်းဆိုချက်အရမစ္စတာလက်ရော့ဖ်နဲ့စကားပြောခဲ့တယ်လို့ကြေညာခဲ့တာကြောင့်မလို့တိုက်ခိုက်ခံရမှုအပြီးဒီပြောဆိုမှုတွေဟာအခုပေါ်ပြတဲ့ခေါင်းစဉ်တွေဒါမကလောက်ဘူးလို့ဆက်ဆက်တွေးတောစရာတော့ရှိနေပါတယ်။ ။တက်ခိုက်မှုမှာလည်းအစောပိုင်းတုန်းက SB အဒီ Ukraine ထောက်လိုင်းရဲ့အကြီးအကဲ Vasil Maliyev ပြောတာက TU95 နဲ့ TU22 M3 ဘုံးကျဲလေယာဉ်တွေ A50 ကင်းထောက်လေယာဉ်တွေအပါအဝင် စုစုပေါင်းလေယာဉ်40ဒဇင်ထိခိုက်မိခဲ့တယ်လို့ပြောကြတယ်။ဒါပေမဲ့အဲဒီလိုအစုလိုက်ပြုံလိုက်စီးနေတက်ခိုက်မှုပြီးနှစ်ရက်ကြာမှထွက်ပေါ်လာတဲ့ Ukraine တပ်မတော်စစ်အုပ်စုချုပ်ရဲ့အစီအကံစာမှာတော့ Russia တပ်ဖွဲ့ဝင်တွေဟာလေယာဉ်12ဆင်းဆုံးရှုံးခဲ့တယ်ဆိုပြီး သေးစိတ်အချက်လက်တွေကိုမဖော်ပြဘဲနဲ့ဂျွန်၃ရက်နေကသူ့ရဲ့ပုံမှန်နေ့စဉ်သတင်းထုတ်ပြန်မှုမှာပြောကြားခဲ့တာကိုတွေ့ရပါတယ်ပစ္စည်းဆုံးရှုံးမှုအတွက်တရားအတည်ပြုချက်မှာတော့အခုချိန်ထိတိတိတသားပျက်စီးသွားတာက TU95 MS ဘီဝါမြောက်ဘုံကျဲလျင်၃ဇင်းနဲ့ TU22 M3 လျင်၃ဇင်းထက်မနည်းပျက်စီးသွားတာလို့အတည်ပြုထားပြီးတော့ Belian Leader Scan ရဲ့ဂျိုရုဓာတ်ပုံတွေမှာအဲ့ဒါကိုတွေ့နေရတယ်လို့ဆိုပါတယ်။နောက်ထပ်ပုံတွေမှာတော့ကွင်းပြင်မှာရှိတဲ့ TU22 M3 ဘုံကျဲလျင်၂ဇင်းကလည်း ဖြစ်စည်းနိုင်ချေတော့ရှိတယ်လို့သိရပါတယ်။ဟုတ်ပြီ။နောက်ထပ်အကြောင်းအရာတစ်ခုအနေနဲ့ကြည့်ရင် Spider Web Operation ရဲ့တိုက်ခိုက်သွားခဲ့ပုံနဲ့ဒါဟာယူကရိန်းတနိုင်ငံရဲ့အစီအမံလားဆိုတဲ့အခြေအနေတွေပါ။တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စနစ်နဲ့ပတ်သက်လို့သက်ဆိုင်ရာစစ်တပ်သတင်းရင်းမြစ်ရဲ့အဆိုအရစစ်စင်ရေးအတွင်းကင်မရာတွေတပ်ဆင်ထားတဲ့ drone တွေကိုရွှေပြောင်းနိုင်တဲ့တပ်သားအိမ်တွေထားပြီးတော့ရုရှားကိုလှုပ်ဝက်တင်သွင်းခဲ့ခြင်းဖြစ်တယ်။အဲဒီလုပ်ငန်းစဉ်တွေက တကယ်ကိုရှုပ်ထွေးခက်ခဲခဲ့တယ်လို့သူတို့ဘက်ကပြောကြားထားတာရှိပါတယ်ယူကရိန်းဘက်ကပြီးတော့မှန်ကန်တဲ့အချိန်နဲ့မှန်ကန်တဲ့အကွာအဝေးရောက်တဲ့အချိန်မှာထရက်ကားတွေပေါ်မှာတင်ထားတဲ့တပ်သားအိမ်တွေရဲ့ခေါင်မိုးတွေကိုအဝေးထိန်းစနစ်နဲ့ဖြန့်ပြီးတော့အဲ့အိမ်တွေမှာရှိတဲ့ drone တွေကိုလွှတ်တင်ပြီးရုရှားဘုံးကျဲလေယာဉ်တွေနဲ့ပြန်တန်းတိုက်ခိုက်ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ဆိုထားပါတယ်ဒီစစ်စင်နဲ့ပတ်သက်လို့အုံသက်သူတွေကဒီစစ်စင်ကြီးဟာ၁၈လတာပြင်ဆင်မှုအတွင်းမှာပြစ်မှတ်ရွေးချယ်တာ ပြီးတော့အခုအသုံးပြုခဲ့တယ်ဆိုတော့ drone အစင်းရေ129စင်းကိုရုရှားပြည်တွင်းထဲကိုသွင်းယူလာတာစစ်စင်စချိန်မှာပုံမှန်အဖြစ်ဆိုရင် drone တစ်စီးကိုမောင်းနေသူတယောက်လူတာမလို့အခြားစီမံကုကဲမှုတွေမပိုင်တော့မှ drone မောင်းဖို့တွင်လူတရားကျော်လူအပ်ပြီးအဲ့ဒီလူတွေကိုချုပ်တင်နေရာချထားတာပြီးရင်လေကြောင်းရန်ကာကွယ်စနစ်ကိုရှောင်ရှားနိုင်ဖို့ပြစ်မှတ်တွေနဲ့အနည်းဆုံးနေရာတွေအထိတည်သွားဖို့ကွန်တိန်နာကားတွေချုပ်တင်စီစဉ်တာနဲ့အဲ့ဒီလိုတက်ခိုက်မယ်ဆိုတဲ့နီလန်းကိုတွေးတောမိတာပြီးတော့ရင်စစ်စင်ရေးအတွက်အမိန်ပေးအဖွဲ့ရော ဒရုန်းတည်ယူရေးအတွက်ပါအသုံးပြုခဲ့တဲ့ကားတွေကိုကြိုတင်ငှားရမ်းစီမံနေရာချရတာစစ်စင်ပြည်ပချင်းဒရုန်းတင်တဲ့ကွန်တိန်နာကားရောအမိန့်အဖွဲ့အတွက်အသုံးပြုတဲ့ကားတွေပါအလိုတရာဖောက်ခွဲဖြစ်စည်းတဲ့စနစ်အသုံးပြုခဲ့တာအခုလိုစစ်စင်ရေးအတွက်ကားတွေကိုတတ်မှတ်ချိန်တတ်မှတ်တဲ့အချိန်တတ်မှတ်တဲ့နေရာရောက်ဖို့ယာနဲ့ချီတဲ့ဒရုန်းတွေကိုယာနဲ့ချီတဲ့လူတွေကမတူညီတဲ့ပြစ်မှတ်၅ခုလောက်စီကိုတတ်မှတ်နိုင်ရဲ့အတွင်းမောင်းနှင်တိုက်ခိုက်ပြီးတာနဲ့ဒီလူတွေအားလုံးအနေနဲ့ကင်းစွာလုံခြုံတဲ့နေရာအထိပြန်ထွက် အသုံးပြုခဲ့တဲ့ရင်းနေအလုံးဆက်စင်ပြီးတာနဲ့ပြိုင်နဲ့ဖောက်ခွဲဆတဲ့ကိစ္စတွေဟာတောင်တောင်ဆက်စင်စီမံချက်ရေးဆွဲတဲ့ယုံနဲ့မရဘဲနဲ့တကယ်ကိုပဲအစ်မြင့်တိုက်ခိုက်နိုင်စွမ်းရှိတဲ့သူတွေအဖွဲ့အစည်းတွေနဲ့မှသာပူးပေါင်းဆောင်ရွက်နိုင်တာလို့သုံးသပ်ထားပါတယ်။ထွက်ပေါ်လာတဲ့သတင်းတွေအရတော့ဒီဆက်စင်ရေးကိုဇလန်စကီကိုယ်တိုင်ကဦးဆောင်ပြီးယူကရိန်းထောက်လှမ်းရေးကအနီးကပ်ကြီးကြပ်သွားတယ်လို့ဆိုတာနဲ့ပတ်သက်လို့တော့အပြည့်အဝလက်ခံကျင်စရာဖြစ်မနေခဲ့တာပါ။ ါကြောင့်လဲယူကရိန်းကိုလက်နက်ပစ္စည်းနည်းပညာနဲ့အကျဉံပေးတဲ့နိုင်ငံအချို့ကိုရည်စူးပြီးတော့ယူကရိန်းရဲ့ပြစ်မှတ်အပြင်ယူကရိန်းနိုင်ငံအလွန်ပြစ်မှတ်တွေကိုကရွေးချယ်တတ်မှတ်ထားပြီလို့ပူတရန်သတိပေးချက်ထွက်ပေါ်လာတာဖြစ်နိုင်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုမှာကတော့ဒီယူကရိန်းရဲ့ Spider Web Operation အပြီးမှာဆက်လက်ပြုလုပ်ဖြစ်ခဲ့တဲ့ Istanbul ဆွေးနွေးပွဲနဲ့ရုရှားရဲ့တောင်းဆိုချက်တွေပါ။ ဒီငင်းငင်းဆွေးနွေးပွဲမတိုင်ခင်အချိန်လေးမှာရုရှားရဲ့မဟာဗျူဟာဘုံကျဲလေယာဉ်တွေဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတဲ့အတွက်ဒီစီစဉ်ပြီးသားဆွေးနွေးပွဲကိုရုရှားဘက်ကဖျက်သိမ်းလိုက်မလားလို့တွေးတောခဲ့ကြပြီးမြင်အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့တာကိုသိရပါတယ်။အဲ့လိုဆွေးနွေးဖြစ်ပါတော့မလားဆိုတာနဲ့ပတ်သက်လို့စိုးရင်ခဲ့ကြရတာကိုအစ္စတန်ဘူမြို့ဆွေးနွေးပွဲစိုးရွားစွာအဆုံးသတ်မသွားခဲ့ဘူးလို့တူရကီနိုင်ငံရဲ့ဝန်ကြီးရဲ့ပြောစကားကိုကြည့်ရင်သိနိုင်ပါတယ်။လက်တလုံးမှာဂုံတိတ်ကထိခိုက်လိုက်အောင် တိုက်ခိုက်ခံထားရတဲ့ရုရှားဘက်က အဲ့ဒီအစည်းအဝေးမှာတောင်းဆိုချက်၈ချက်ထုတ်ပေါ်တောင်းဆိုလာပါတယ်။တည်ရတဲ့လောက်တော့အဲ့ဒါတွေကရုရှားသိမ့်ပိုက်ထားတဲ့နေရာအလုံးကယူကရိန်းစစ်တီတွေစုပ်ခွာပေးရမယ်။ဆန်ရှင်အလုံးရုပ်သိမ်းပေးရမယ်။ခရိုင်းမီးယားအပါအဝင်ရုရှားသိမ့်ပြီးသားနေပြည်အလုံးကိုရုရှားပိုင်ဖြစ်တိမှတ်ပြုတ်ပေးရမယ်။ယူကရိန်းဟာနျူကလ িয়ার ကင်းစင်တဲ့နိုင်ငံဖြစ်ရမယ်။ဗမလိုက်နိုင်ငံ ဖြစ်ရမယ်။စစ်ရင်အားလျှော့ချရမယ်။အနောက်နိုင်ငံတွေရဲ့စစ်ရေးဆိုင်ရာထောက်လန်းရေးဆိုင်ရာရောက်ခြင်းမရှိစေရဘူး။ ရွေးကောက်ပွဲကျင်းပရမယ်ငင်းငင်းစာချုပ်ချုပ်ရမယ်ဆိုတဲ့အချက်၈ချက်ကိုတောင်းဆိုခဲ့တာကိုတွေ့ရပါတယ်။အခုဒီရုရှားနဲ့ယူကရိန်းက၃နှစ်ကျော်စစ်ပွဲကိုပြစ်ခတ်ရစဲသဘောတူညီချက်ရဖို့တူရကီနိုင်ငံအစ္စတန်ဘူမြို့မှာဂျွန်၂ရက်နေ့ကပြုလုပ်ခဲ့တဲ့ဒီဒုတိယကြိမ်ဆွေးနွေးမှုမတိုင်ခင်မှာရုရှားအစိုးရအဖွဲ့ပြောဆိုခွင့်ရှိသူမာရီယာဇာကာရိုဗာကယူကရိန်းနဲ့ထပ်မံကျင်းပမယ့်ဆွေးနွေးပွဲမှာရုရှားကိုယ်စားလှယ်အဖွဲ့ရဲ့ယက်တီချက်ကမေ၁၆ရက်မှာကျင်းပခဲ့တဲ့ဆွေးနွေးပွဲမှာချမှတ်တဲ့သဘောထားတိုင်းပြောင်းလဲမှာမဟုတ်ဘူးလို့ကြိုတင်ပြောဆိုထားပါတယ်။ ရုရှားနိုင်ငံသားဝင်ကြီးစာဂျီလက်ဗရော့ဖ်ကလည်းတိုင်းရင်တွဲဆုံဆွေးနွေးမှုမှာပါဝင်သူတွေအနေနဲ့ငြိမ်းချမ်းဆွေးနွေးပွဲအောင်မြင်ဖို့လှုံ့ဆော်နိုင်မယ်လို့မျှော်လင့်နေတဲ့နိုင်ငံသားဆွေးနွေးပွဲတွေထက်ကျင်းပဖို့အတွက်လည်းရုရှားကထောက်ခံအားပေးလျက်ရှိတယ်ဆိုပြီးထားအစိုးပိုင်းတို့ကပြောကြားထားခဲ့တာရှိပါတယ်။အဲဒီဆွေးနွေးပွဲကိုတော့ယူကရိန်းဘက်ကကာကွယ်ဝင်ကြီးရူစတန်ဥမာရော့ဖ်ဦးဆောင်ပြီးတော့တက်ရောက်ခဲ့ပါတယ်။မေလာအစည်းအဝေးမှာတော့ကလည်းသူပဲဦးဆောင်ခဲ့တာဖြစ်ပါတယ်။ တည်ရတဲ့လောက်ကတော့ဆွေးနွေးပွဲအပြီးမှာအကျဉ်းသား6000စီပြန်လည်လွှဲပြောင်းဖို့ကလွဲရင်စစ်ပြင်းရင်ခီးရောက်စေနိုင်တဲ့သဘောတူညီချက်ဘာတစ်ခုမှမရနိုင်ခဲ့ဘူးလို့ဆိုပါတယ်။အဲဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့စိတ်ဝင်စားစရာအချက်လေးအချို့ကတော့အစ္စတန်ဘူမှာ ပြုလုပ်တဲ့ဒီရုရှားယူကရိန်းဆွေးနွေးပွဲမတိုင်ခင်မှာယူကရိန်းကဥရောပနဲ့အရင်တိုင်ပင်ဆွေးနွေးမှုပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးတော့နောက်တစ်ခုကနှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေအချင်းချင်းတီးခြားတွေ့ဆုံခဲ့ကြပြီးတော့ဒါနဲ့ပတ်သက်လို့တော့တစုံတရာသတင်းထုတ်ပြန်မှုမရှိခဲ့ပါဘူး။ နောက်ထပ်အကြောင်းအရာတစ်ခုကယူကရိန်းရဲ့ရုရှားပေါ်အကြီးမားဆုံးထိုးနှက်တိုက်ခိုက်မှုအပြီးလက်တလောအခြေအနေတွေပါရုရှားက2006လ2025မှာပဲမြို့တော် KF အပါအဝင် အခြားမြို့တွေကို SU57 နောက်ဆုံးထုတ်တိုက်လေယာဉ်တွေအသုံးပြုပြီးအကြီးဆုံးဘုံကျဲတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ပြီးတော့ကန်ယိုဒန်က Odessa ကိုလည်းအကြီးကျယ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်ပြီးတော့ရုရှားဘက်က Oreshnik မဆိုင်ကိုထုတ်သုံးမှုစဉ်းစားနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာနေပါတယ် အဲ့လက်နက်ကအပူချိန်4000ဒီဂရီစင်တီဂရိတ်အထိထုတ်လွှတ်နိုင်တာကြောင့်မလို့လက်နက်ထိခိုက်ရာပတ်ဝန်းကျင်ပါဖြစ်သွားမလဲဆိုတာတွေးမကြည့်ဝင်စရာပါနျူကလ িয়ার လက်နက်ကလွဲရင်အင်အားပြင်းထန်ဆုံးလက်နက်တစ်ခုဖြစ်မယ်လို့ယူဆရပါတယ်ယူကရိန်းဘက်ကထုတ်ပြန်တဲ့သတင်းတွေမှာတော့ယူကရိန်းနိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ဆူမီမြို့လယ်မှာဂျွန်3ရက်ကရုရှားတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ2ဦးသေဆုံးပြီး20ခန့်ဒဏ်ရာရခဲ့တယ်ဆိုပြီးအဲ့ဒီဆူမီဒေတာစေအုပ်ချုပ်ကြီးကပြောကြားခဲ့ကြောင်းသိရပါဗျ။အိုက်တက်ခိုင်းမှုမှာကာနစီမီးလောင်ခဲ့ပြီးလုံးဝပျက်စီးသွားတယ်။စိပိုက်ဆာစီယာအဆောက်အုံနဲ့လူနေအိမ်အဆောက်အုံတွေလည်းပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့အခုဒီနေ့မျှော်မှုရဲ့နောက်ဆုံးအကြောင်းအရာမှာကတော့ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေရဲ့ချုပ်တင်ပြင်ဆင်မှုတွေပါ။ရုရှားရဲ့တိုက်ခိုက်လာ နိုင်ခြေရှိတယ်ဆိုတဲ့တွက်ဆချက်နဲ့ United Kingdom ဟာ စည်ရည်ပြင်ဆင်မှုတွေကိုအကြီးအကျယ်လုပ်နေပြီးတော့အ ਨੇ ဆုံးလက်နက်ခဲယံထုတ်လုပ်တဲ့စက်ယုံ6ခုထပ်မံတိဆောက်တာမဆိုင်9000ကျော်ဝယ်ယူဖြည့်ဆည်းတာစသဖြင့်လှုပ်ဆောင်နေကြတာကိုတွေ့ရပါတယ်ပြီးတော့ UK ခါခွဲဝန်ကြီးဌာနကလည်းရုရှားနဲ့ဆက်ဆက်တဲ့ဟက်ကာတွေထိုးပေါက်ဝင်ရောက်ဖို့ကြိုးစားနေတယ်လို့ပြောဆိုလာခဲ့ပါတယ် UK ဝန်ကြီးချုပ်ကတော့တိုက်ခိုက်လာပွေရာရှိတဲ့စစ်ရေးကိုတုံ့ပြန်သွားဖို့အသင့်ရှိနေတယ်ဆိုပြီးပြောဆိုလာတာကိုလည်းတွေ့ရပါတယ်ဒါဟာ Ukraine ရဲ့ပင့်ငွေစစ်စင်ရဲ့နောက်ွယ်မှာ ပြည်တိမ်ပါဝင်နေတယ်လို့ရုရှားဘက်ကယူဆထားပုံရပြီးတော့တုံ့ပြန်လက်စားချက်တိုက်ခိုက်ရမှာယူကရိန်းနိုင်ငံတွင်ပြစ်မှတ်တွေအပြင်ယူကရိန်းနိုင်ငံပြင်ပပြစ်မှတ်တွေကိုပါစစ်စစ်သတ်မှတ်ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ရုရှားရဲ့ပြောကြားခြင်းဟာ UK ပါဝင်မယ်လို့တွက်ချက်ယူဆထားမှုတွေကိုအခြေခံထားရာကနေပေါ်ပေါက်လာတဲ့အခြေအနေတွေလို့ယူဆရမှာဖြစ်ပါတယ်။ပြီးတော့ပြည်တိမ်ဝန်ကြီးချုပ်ရှာမာက Glasgow မိန့်ခွန်းမှာဗာထည့်ပြောလဲဆိုတော့ရုရှားရဲ့ချင်းချောက်မှုကို short တွက်လို့မရဘူး2035မှာ UK ကစီးအင်အားစေစားကြီးမားလာတာကို တွေ့ရမယ်ဆီလက်နဲ့ပစ္စည်း6ယုံတိဆောင်းနေတဲ့နျူကလ িয়ার ပြစ်ခတ်နိုင်တဲ့ရင်ခုန်သင်္ဘော12စီးကို20ဘီလီယံအကုန်ခံတိဆောက်သွားမယ်ဆိုတာတွေပြောကြားခဲ့ပါတယ်။အဲဒီပြောကြားမှုပြီးမှရုရှားသမ္မတပူတင်ဘက်ကတော့နျူကလ িয়ার နဲ့ကမ္ဘာပြတ်တယ်လို့ကိစ္စတုံးသွားမယ်ဆိုတာမျိုးပြင်းထန်ပြတ်သားတဲ့အပြောဆိုမျိုးနဲ့တုံ့ပြန်လာတာကိုတွေ့ရပါတယ်။ ပြီးတော့ဂျာမနီစစ်တပ်အကြီးအကဲဗိုလ်ချုပ်ကြီးကာစတန်ဘရူအာကကြတော့နေတိုးမဟာမိတ်အဖွဲ့တွေအနေနဲ့လာမယ့်၄နှစ်အတွင်းရုရှားရဲ့တိုက်ခိုက်လာနိုင်ရင်ကိုကြိုတင်ပြင်ဆင်ထားဖို့လိုတယ်လို့သတိပေးလာခဲ့ပြီးနေတိုးအဖွဲ့ကရုရှားရှိကနေအလွန်ဆိုးရွားတဲ့ချင်းချောက်မှုတရက်ကိုရင်ဆိုင်နေရတယ်ဒါဟာသူ့ရဲ့စစ်မှုထမ်းသက်နှစ်၄၀အတွင်းတကားမှမကြုံခဲ့သေးဘူးလို့ဆိုလာပါတယ်လက်ရှိမှာရုရှားကတနစ်ကိုအဓိကတိုက်ပွဲမှာတင်ကားအစီး1500ခန့်ထုတ်လုပ်နေပြီးဒီတင်ကားအများစုကို နေတိုးအဖွဲ့ရဲ့ ဘောတိနိုင်ငံတွေကို2029ဒါမှမဟုတ်အဲ့ဒီထက်စောတဲ့အချိန်မှာတိုက်ခိုက်ဖို့အတွက်အသုံးပြုနိုင်တယ်လို့ဆိုခဲ့ပါတယ်ပြီးတော့2024အတွင်းတုန်းကလည်းရုရှားဟာ152 mm အမြောက်ကြီး၄သန်းအထိထုတ်လုပ်ခဲ့ပြီးဒါတွေအားလုံးကိုယူကရိန်းစစ်မြေပြင်မှာအသုံးပြုကြတာမဟုတ်ဘူးလို့ပြောသွားပါတယ်သူကဒီပြောဆိုချက်တွေကိုစင်ကာပူမှာကျင်းပတဲ့အာရှလုံခြုံရေးဆွေးနွေးပွဲပြင်ပမှာပြောခဲ့တာ ဖြစ်ပါတယ်ရှန်ဂရီလာညီလာခံမှာပြီးတော့ဟန်ဂေရီနဲ့ဆလိုဗကီးယားတို့ကမကြာသေးခင်အချိန်တုန်းကသဘောထားကွဲလွဲမှုတွေရှိခဲ့ပေမဲ့လို့ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီးနေတိုးဟာစင်းလုံးညီညွတ်နေစေဖြစ်တယ်ဆိုပြီးတော့ဂျာမနီစစ်တပ်အကြီးအကဲကပြောကြားသွားခဲ့ပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့သတင်းများမျှော်ခြင်းကတော့ဒီညပဲဖြစ်ပါတယ်ဗျ။ယူကရိန်းနဲ့ရုရှားရဲ့စစ်ပွဲဟာနောက်ထပ်ဘယ်အတိုင်းအတာဒီကျေပြက်လာမယ်ဆိုတာကိုတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်နေတယ်။ဟုတ်ကဲ့ကျွန်တော်တို့မျှဝေနေမှုတွေကိုနားဆင်ပေးနေတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ။